င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။သခိုင်းမြို့အနီးကိုဗဟိုပြုတ်လှောက်ခတ်ခဲ့တဲ့သခိုင်းငလင်ကို မန္တလေးငလင်လို့စစ်ကောင်စီကအမည်သတ်မှတ်လိုက်ပြီးမီဒီယာတွေကိုပါသုံးလုံးရန်ဖိအားပေးလာပါတယ်။တိုက်ကြီးမြို့ကကပ္ပစာစစ်တပ်ကိုဒုံးနဲ့ပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်က၅ဦးသေသွားပြီး၁၆ဦးအဒဏ်ရရှိကောင် လက်လက်ငယ်စက်ယုံရိတ်ခါနဲ့ခရမ်းကိုတော်မီးလောင်ပျက်စီးခဲ့တဲ့တဲ့င်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးပါမယ် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့သခိုင်းမြို့အနီးကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ကိုမန္တလေးငလင်ကြီးလို့ခေါ်ဝေါ်ဖို့စစ်ကောင်စီကအမည်သတ်မှတ်လိုက်ကြောင်းအကြမ်းဖက်စစ်ကောင်စီရဲ့ပြောခွင့်ရပုတ်ကိုဇော်မင်းထွန်းကထုတ်ပြန်ပြောဆိုလာပါတယ်စစ်ကောင်စီကမန္တလေးငလင်ကြီးလို့အမည်ပေးထားပေမဲ့ လက်တွေ့မှာငလင်ဟာစကိုင်းမြို့အနီးကိုအဓိကဗဟိုပြုကလှုပ်ခတ်သွားခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့နေ့လယ်12:50မိနစ်အချိန်ကစကိုင်းမြို့ရဲ့အနောက်မြောက်ဘက်16ကီလိုမီတာအကွာမြေအောက်30ကီလိုမီတာကိုဗဟိုပြုကပြင်အားခွန်တသမခွန်အဆင့်ရှိလှုပ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီငလင်ကြောင့်စကိုင်းမန္တလေးနေပြည်တော်အပါအဝင်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာ လူသေးဆုံးမှုတွေနဲ့ပျက်စီးဆုံးရှုံးမှုများစွာကိုကြုံတွေ့ရပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီကအဲ့ဒီငလင်ကိုမန္တလေးငလင်ကြီးလို့ခေါ်ဝေါ်တုံးဆွဲဖို့တတ်မှတ်တာဖြစ်ကြောင်း ထုတ်ပြန်လာခဲ့တာလည်းဖြစ်ပါတယ်။သတင်းမီဒီယာတွေအနေနဲ့လည်းစစ်ကောင်စီကတတ်မှတ်ထားတဲ့အတိုင်းမန္တလေးငလင်ကြီးလို့သာတုံးဆွဲဖို့ကိုလည်းဇော်မင်းထွန်းကဖီအားပေးချင်းချောက်ထားပါတယ်။ ြည်တွင်းနဲ့ပြည်ပငလင်ကျွမ်းကျင်ပညာရှင်တွေကမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ဟာသခိုင်းပြည့်ရွေကြောင့်အဓိကလှုပ်ခတ်ခဲ့တာဖြစ်ပြီးသခိုင်းမြို့အနီးကိုဗဟိုပြုကလှုပ်ခတ်ခဲ့ကြောင်းသတင်းတွေထုတ်ပြန်ထားပြီးလည်းဖြစ်ပါတယ်။သခိုင်းမြို့အနီးကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ကြီးကြောင့်လက်ရှိချိန်ထိလူအနည်းဆုံး3500ကျော်ဟာသေဆုံးခဲ့ရပြီးထောင်နဲ့ချီကဒဏ်ရရှိခဲ့တာလည်းဖြစ်ပါတယ်ရှင်။ မကွေးရသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မကွေးတိုင်းပေါ့မြို့နယ်အုံတော်ကျေးရွာနယ်ပေါ့မြို့ကြောင်ထုံးသက်စာစီဆိုင်ဒီကပ္ပစာ24စစ်တပ်စစ်ကြောင်းကိုမိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဘက်ကစစ်ကြောင်းမှုနဲ့တခွဲမှုတို့အပါအဝင်ခုနှစ်ဦးဟာတေသွားခဲ့လို့စိတ်ဖြူတကူတော့ကြားစိုးအဖွဲ့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရစေ။ဧပြီလ3ရက်နေ့နဲ့ဧပြီလ4ရက်နေ့တို့ကကပ္ပစာ24စစ်ကြောင်းကို3ချိန်တိုင်ပေါ့မြို့နယ်အုံတော်ကြား ထုံးသစ္စာစီဆိုင်အနီးမှာမိုင်းခွဲတိုက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါတယ်။အဲလိုတိုက်ခတ်မှုကြောင့်စစ်ကောင်စီတပ်ဘက်ကစစ်ကြောင်းမှုနဲ့တက်ခွဲမှုငမောင်ခေါ်ဘကြော်တို့အပါအဝင် ခုနှစ်ဦးဟာတည်သွားတာဖြစ်ပြီးဆက်ချောဦးခံဒဏ်ရာရှိခဲ့လို့လည်းသိရပါဗါရှင်။အဲ့ဒီတည်ဆုံသွားတဲ့အရာရှိအလောင်းနှလောင်းနဲ့ဒဏ်ရာပြင်းထန်ရရှိရတဲ့၁၁ဦးကို MI 17နဲ့နေပြီးတော့ဂဒင်းတထောင်ဆေးရုံကိုတည်သွားတယ်လို့လည်းစိတ်ဖြူတို့ကတော့ကြားစိုးဖွဲ့ကပြောပါဗါရှင်။ မန္တလေးရဲ့တရင်တပုတ်ကိုကြည့်အောင်ပါမန္တလေးတိုင်းငတရောက်မြို့မှာအကျန်းဖက်စစ်တပ်အတွက်အလုတ်လုတ်ပေးနေတဲ့အောင်စိုးကိုပြစ်ခတ်တက်ခရရမှာ နေရာမှာပဲဖွဲ့ချင်းပြီးသစ်ဆုံးခဲ့လို့ပကံဘလူးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ဧပြီလ9ရက်နေ့မနေ့ပိုင်းကငသရမြို့တွင်အကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းကပြည်သူတွေကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေတယ်။စစ်တပ်လက်ပါစေပြည်သူစစ်အဖွဲ့ဝင်အောင်စိုးကိုသူ့ရဲ့နေအိမ်ဈေးဆိုင်အတွင်းမှာပဲတော်လဲရဲဘော်တွေကဝင်ရောက်ပစ်ကတ်တိုက်ခိုက်ခဲ့ရမှာသစ်ဆုံးခဲ့တာလည်းဖြစ်ပါရတယ်။အဲဒီတိုက်ခိုက်မှုကိုပကံဘလူးအဖွဲ့ကတော်လဲရဲဘော်တွေကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့က ခန့်အပ်ထားတဲ့အုတ်ချုပ်ရေးမှုတွေအနေနဲ့အမြန်ဆုံးနှုတ်ထွက်ကြကပြည်သူ့နဲ့ပူးပေါင်းပေးကြဖို့လည်းနှိုးဆော်ထားပါတယ်။ပူးပေါင်းခြင်းမရှိတဲ့စစ်ကောင်စီခန့်အုတ်ချုပ်ရေးမှုတွေကိုပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့လည်းပကံဘလူးအဖွဲ့ကအသိပေးထုတ်ပြန်ထားပါတယ်ရှင်။ ဒီတစ်ခါမှာတော့တလင်းသာရီတန်းရေဖြူမြို့မှာအကြက်ဖက်စစ်တပ်ကစစ်ကြောင်းထိုးလာရာလမ်းတစ်လျှောက်မှာ ရှိတဲ့ပြည်သူတွေကိုဇက်တိုက်ဖမ်းဆီးနေတာကြောင့်အယောက်40ကျော်ဟာဖမ်းဆီးခံရပြီးကျေးရွာတွေကပြည်သူပိုင်ပစ္စည်းတွေကိုလည်းစိတ်ကြိုက်ခိုးယူနေတယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားတာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။မတ်လ26ရက်နေ့ကနေစတင်က ရေဖြူမြို့နယ်ဘက်ကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကြောင်းဟာချေရွာတွေကိုဇက်တိုက်ဝင်ရောက်စီးနင်းနေတာလည်းဖြစ်ပါတယ်။အဲစစ်ကြောင်းဟာဇာဒီရွာကပြည်သူပိုင်းပစ္စည်းတွေကိုလည်းခိုးယူသွားပြီး ရင်နဲ့စိတ်ကန်းကိုတွားရဖို့ဥတည်နေရလို့လည်းသိရပါဗါးအဲ့ဒီစစ်ကြောင်းမှာအကြက်ပဲစစ်တက်အင်အား400ကျော်ခန့်ပါဝင်ပြီးရင်နဲ့စိတ်ကန်းတွားရလမ်းတစ်လျှောက်မှာတက်ပြန့်ထားပြီးကျေးရွာတွေကိုဇက်တိုက်စင်းနှင်းဝင်ရောက်နေတာဖြစ်ပြီးပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူဖို့လှုပ်ဆောင်နေရလို့လည်းသိရပါဗါးဒါအပြင်နဘူးလေတိုက်နယ်မှာရောက်ရှိနေတဲ့အကြက်ပဲစစ်ကြောင်းဟာ တိုင်းငယ်အတွင်းကကျေးရွာ၄ရွာကိုဝန်ရောက်ဆင်းရင်ပြီးအရက်သားပြည်သူ၄၀ကျော်ကိုလည်းဖမ်းဆီးထားသလိုဖမ်းဆီးခံရတဲ့ပြည်သူတွေကအမျိုးသမီးတွေလည်းပါဝင်ပြီးလက်ရှိအချိန်ထိပြည်သူအလုံးကို ဖုံးကြီးကျောင်းမှာဖမ်းဆီးထားတယ်လို့လည်းသိရပါရဲ့ရှင်။ ရန်ကုန်တိုင်းအတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်ရန်ကုန်တိုင်းတိုက်ကြီးမြို့ကအကြက်ဘက်စစ်ကောင်စီရဲ့အမှတ်၁၁ကာကွယ်ပစ္စည်းစရုံကောက်ပါစ၁၁ကိုဒုံးနဲ့ပစ်ခတ်တိုက်ခတ်ခဲ့ရမှာစစ်တပ်ဘက်က၅ဦးဟာထေသွားပြီး၁၆ဦးဟာဒဏ်ရရှိကြောင်း Urban Special Operation USO ကအဖွဲ့ဝင်တအိုးကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ဧပြီလ၄ရက်နေ့ည9:00မိနစ်50အချိန်လောက်ကရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ကကောက်ပါစ၁၁ကို မြို့ပြအထူးစစ်စင်ရေးအဖြစ်တာဝဲပစ်မစ်ဆိုင်းဒုံးနဲ့ပြစ်ခတ်တက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတက်ခတ်မှုဟာစစ်ကောင်စီအတွက်လိုအပ်တဲ့လက်လက်ခရမ်းနဲ့အစိတ်ပိုင်းတွေကိုကပ္ပစ71ကနေတစဲ ထောက်ပံ့ပို့ဆောင်နေတာဖြစ်တာကြောင့်အခုလိုတိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲတခတ်မှုကြောင့်အကြက်ဘက်စစ်ကောင်စီရဲ့တိုက်ကြီးကပ္ပဆာ၁၁ကလက်လက်ငယ်ဆက်ယုံဟာပျက်စီးသွားပြီးရိတ်ခါကိုတော်နဲ့ခရမ်းကိုတော်မိလောင်ပျက်စီးမှုရှိခဲ့တယ်လို့အကြက်ဘက်စစ်တပ်ရဲ့အရာရှိနဲ့တပ်သား၁၆ဦးဟာလည်းပြင်းထန်ဒဏ်ရာရရှိတယ်လို့လည်းသိရပါတယ်။ဒါအပြင်၅ဦးဟာလည်းသေဆုံးခဲ့လို့တပ်တွင်းသတင်းမြစ်တွေကိုကိုကကအာဘန် Special Operation USO ကသတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကတော့ကပ္ပဆာ၁၁ သေဆုံးထိခိုက်ပျက်စီးမှုတရင်ကိုမထွက်စေဖို့အတွက်အချင်းချင်းစစ်ဆေးမှုတွေလှုံ့ဆော်တာလုံခြုံရေးတိုးမြင့်တာအရက်ဝတ်တွေနဲ့ပူပေါင်းကာ နေရာနှံ့နေမြေရှင်းလင်းမှုတွေလှုံ့ဆော်နေတဲ့အတွက်လုံခြုံရေးတတိပြုကြဖို့အတွက် Urban Special Operation US ကတတိပေးထားပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်စစ္စကိုဘေးအေရီးယားမှာလူထုခေါင်းဆောင်ဒေါန်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းနဲ့မြန်မာမိသားစုအတိုင်းအဝန်တွဲဆောင်ပွဲကျင်းပ ပြုလုပ်ခဲ့လို့သိရပါဗါးအဲ့ဒီအခမ်းအနားပွဲကိုဒေတာဆန်တွန်ကျဲဧပြီလ6ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးနိုင်ငံတော်တိုင်းပင်ခံဒေါန်ဆန်းစုကြည်နဲ့နိုင်ငံအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက် တိုက်တွန်းနှိုးဆော်ဖို့မြန်မာပြည်ရဲ့အကြက်တဲကိုနိုင်ငံကာမှသတိပြုမိစေဖို့နဲ့ဝိုင်းဝန်းကူညီကြဖို့စစ်ကောင်စီပေါ်ပြင်းထန်တဲ့အရေးယူမှုတွေပြုလုပ်ဖို့လွတ်လပ်သောမီဒီယာတွေကလည်းဝိုင်းဝန်းကူညီကြစေဖို့လိုညှိနှိုင်းတိုက်ပွဲအတွက်အဓိကထား UN ကတွဲဆောင်ပွဲကိုကျင်းပခဲ့တာလည်းဖြစ်ပါတယ် ဒါအပြင်ပကြီးဆီယာမနှုတ်ရင်ကိုတန်းတက်ရောက်ကသူရဲဆွဲထားတဲ့ဒေါအောင်ဆန်းစုကြည်ပုံတူပကြီးကားကိုလည်းလေလံတင်ရောင်းချခဲ့ပြီးမတ်ပန်ဆယ်လိုကလည်းသူ့ပိုင်ဆိုင်တဲ့လေဆွဲစတာတွေကိုလေလံတင်လှူဒန်းခဲ့လို့လည်းသိရပါဗျ။အဲဒီကနေရရှိတဲ့အလှုံငွေတွေကိုမြန်မာပြည်သူတွေအတွက်တောက်သုံးရအစားအစာစေဝါးနဲ့ကွယ်လွန်သူတွေအတွက်တကြိုစေအခြားသောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအတွက် လူရန်သွားမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲဒီနောက်မြန်မာပြည်သူတွေခံစားနေရတဲ့စစ်ဘေးစစ်တမ်းတဘာဘေးအန္တရာယ်ဒဏ်အသီးသီးကနေလွတ်မြောက်ကြစေဖို့အတွက်မီထွန်ဆူတောင်းတာနဲ့ဘာသာပေါင်းစုံကစူပေါင်းမြစ်တာဖို့ဆူတောင်းတာတွေကိုလည်းတစ်ဆက်တည်းကျင်းပခဲ့လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျွန်မညပါ။